ကျွန်တော်ဒီနေ့တော့ shortcut အပိုင်း၃အနေနဲ့ Microsoft ထဲကတီးပြီးတော့လူသိမ့်မသုံးကြတဲ့ shortcut လေးတွေအရန်အသုံးဝင်တဲ့ shortcut လေးတွေအကြောင်းကိုကျွန်တော်ပြောပြပေးမှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လည်းတူလိုက်ကြည့်အောင်ကျွန်တော်ပြောပြပေးမယ့် shortcut လေးတွေကတော့ဒီ၅ခုပါအဲ bold တွေ italic underline fine replay ပေါ့နော်။ အခုကျွန်တော်ပြတာပြီးတယ် shotgun ၅ခုအပြင်မှာကျွန်တော်ကဗီဒီယိုလေးရဲ့နောက်ဆုံးသားလေးမှာတကယ့်အရန်အသုံးဝင်တဲ့ shotgun လေးတစ်ခုကိုကျွန်တော်ထပ်ပြီးပြောပြပေးမှာပါအဲ့ဒါလေးကတော့ဗီဒီယိုဆောင်းအောင်ကြည့်တဲ့သူတွေကတော့တွေ့မှရဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့သူတွေအတွက်ကျွန်တော်နောက်ထပ်အရန်အသုံးဝင်တဲ့ shotgun လေးတစ်ခုကိုကျွန်တော်ထပ်ပြောပြမယ်ဥပမာကျွန်တော်ပြောရင်ကျွန်တော်ကဒီမှာ Microsoft Word file ကိုကျွန်တော်ပိတ်တာပဲဖြစ်ဖြစ်မပိတ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်က ကိုယ့်ရဲ့ desktop window ကိုကျွန်တော်ပြန်သွားချင်တယ်အဲ desktop window ပြန်သွားချင်တယ်ကျွန်တော်ဒီအောက်မှာကြည့်လိုက်ကျွန်တော်ဖွင့်ထားတဲ့ file တွေကြည့်လိုက်တင်းနဲ့၃လေး၄ဘိုင်ရှိရပြကျွန်တော်၄ခုကိုကျွန်တော်တစ်ခုပြီးတစ်ခုကျွန်တော် live ပြီးတော့ပိတ်နေရမယ်ပေါ့နော်ဒီမှာဆိုကျွန်တော် live ပိတ်နေရမယ်ဒီမှာ live ပိတ်နေရမယ်ဆိုတော့ဒါတွေကိုကျွန်တော်မပိတ်ဘဲနဲ့ကိုယ့်ရဲ့ desktop window ကိုတိုင်းရောက်သွားမယ်ကျော်ကဲအဲ့ဒါတော့ဘာလဲဆိုတော့ window D ပဲဖြစ်ပါတယ် window D ကျွန်တော်နှိပ်လိုက်တာနဲ့ desktop ကိုဆက်ချင်းရောက်သွားမှာဖြစ်ပါတယ် ဒါဆိုရင် desktop အချက်ချင်းရောက်သွားပါဒါကိုဖွင့်လာတဲ့ file ကိုပြန်သွားခြင်းလည်းဆိုလည်း window တီပြန်နေလို့ရဒါဆိုကိုဖွင့်လာတဲ့ file ကိုပြန်ပြီးရောက်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးတွေကိုလည်း like and follow လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ကျွန်တော်ရဲ့ YouTube channel အသစ်လေးကိုလည်း subscribe လုပ်ပေးကြပါဦးအားလုံးပဲနောက်ထပ် video မှာပြန်ဆုံကြပါမယ်